တနံမိုးသိန်းကြောင်နာမည်ကြီးနေရဲ့မြန်မာနိုင်ငံကဝလုံးကပြည်သက်များအလုံးမဲမိင်္ဂလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြလဲကြုံစုံလိုက်ပါတယ်ဒီနေ့ပြောချင်းတဲ့အကြောင်းအရာကတော့နည်းနည်းထူးဆန်းပါတယ်2025ခုနှစ်ရဲ့အကြီးအမားဆုံးအထင်ရှားဆုံးဆယ်လီအသစ်တယောက် အကြောင်းပါဒါပေမဲ့အဲ့ဒီဆယ်လီကမင်းသားလည်းမဟုတ်ဘူးမင်းသမီးလည်းမဟုတ်ပါဘူးအဆိုတော်လည်းမဟုတ်ပါဘူးသူကတော့ကားတစ်စီးပါဟုတ်ပါတယ်ဝလုံးကားပါပဲရှင် internet trend ဆိုတာဘလောက်တောင်ကြောက်စရာကောင်းလဲဆိုရင်အခုမြန်မာနိုင်ငံမှာအိမ်ဆောက်ဖို့ခြံစည်းရိုးခက်ဖို့ဝါးရီတဲတဲ့ဝလုံးကားကြီးတွေကတကယ်ကို celebrity တွေဖြစ်သွားပါပြီ။လမ်းမှာဝလုံးကားတွေ့ရတဲ့လူတွေကဟဲဆယ်လီကြီးတွေ့ရဆိုပြီးတော့ဓာတ်ပုံတွေတောင်ရိုက်တင်ကြ။ memes တွေ TikTok တွေအပြိုင်ဆိုင်ဖန်တီးနေကြတာပါ။ကဲဘလို့ပဲပုံပဲနီးနဲ့ဒီဝလုံးကားကြီးတွေကဒီလောက်တောင်နာမည်ကြီးသွားရတာလဲ။ဒီ trend ကြီးကြီးကိုမွေးဖွားပေးလိုက်တဲ့မိခင်ကတော့တခြားသူမဟုတ်ပါဘူး။အခုလက်တလောအကြီးကျယ်ပွဲဖြစ်ခဲ့တဲ့မင်းသမီးချောတန် ာမိုးသိမ့်ပဲဖြစ်ပါတယ်။ဖြစ်ပုံကတော့ဒီလိုပါပြိသက်ကြီးတို့အားလုံးသိကြတဲ့အတိုင်းတဏ္ဍာမိုးသိမ့်ကသူ့ရဲ့ချစ်သူအောင် H ဖြစ်တဲ့ producer တထေးကြီးကိုရွှေမန်းနဲ့အလွန်ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်ခဲ့ပါတယ်။၄နှစ်ကြာတွဲခဲ့တဲ့ချစ်သူကသူမကိုထားသွားပြီးတော့မြင်မြင်ချင်းချစ်မိသွားတယ်ဆိုတော့ဆရာဝန်မလေးတယောက်နဲ့ချက်ချင်းပဲလက်ထပ်သွားခဲ့ရပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့တိုင်းဒီပြည်ဒီဖြစ်သွားချိန်မှာတဏ္ဍာမိုးသိန်းတယောက်သူမရဲ့ခံစားချက်တွေအဖြစ်အမှန်တွေကိုရှင်းပြဖို့ Facebook Live တစ်ခုလွှင့်ခဲ့ပါတယ်။ အရင်လိုက်မှာပဲဒီ transit ကိုမွေးဖွားပေးမဲ့ dynamic ဇာတ်ကလုံးတစ်လုံးထွက်ချလာပါတော့တယ်။တနာမိုးသိန်းကသူ့ရဲ့ချစ်သူအောင်ကအခုဇနီးကိုမြင်မြင်ချင်းသဘောကျတယ်လို့ပြောတဲ့ပုံမှာမကြေမနက်နဲ့ခန်းစားချက်အပြည့်နဲ့ရွေးလိုက်တဲ့ဇာတ်တခွန်ရှိပါတယ်။အဲ့ဒါကတော့သူ့ H ကမြင်မြင်ချင်းသဘောကျတာမဟုတ်ဘူး။သူကဝလုံးကားကြီးဖြတ်သွားရင်တော့သဘောကျမှာဆိုတဲ့ဇာတ်ပေါ့။အဲ့ဒီလိုက်ပြီးသွားတာနဲ့ဝလုံးကားဆိုတဲ့ဇာတ်ကလုံးကမြန်မာနိုင်ငံရဲ့ internet စာမျက်နှာတိုင်းမှာပေါက်ကွဲထွက်သွားပါတော့တယ်။ဝလုံးကားဟာယုတ်တိရဲ့သဘောကျလွယ်တဲ့အရာဘယ်သူမှမထင် ်ထားပဲရွေးချယ်ခံလိုက်ရတဲ့အရာဒါမှမဟုတ်တွေးသမျှအကုန်သဘောကျတတ်တဲ့သူကိုကိုးစားပြုတဲ့အရာတစ်ခုဖြစ်သွားခဲ့ပါတယ်။ဒါဒေမဲလားဆိုတော့မဟုတ်သေးပါဘူး။တနာမိုသိန်းရဲ့အဖက်ကအရင်လိုက်မှဝလုံးကားတစ်ခုတည်းကိုဆယ်လီဖြစ်သွားစေတာမဟုတ်ပါဘူး။သူမပြောခဲ့သမျှတခြားအရာတွေအကုန်လုံး trend ဖြစ်ကုန်ပါတယ်။မော်ဟင်းကားနဲ့အုံနုခေါက်ဆွဲသူမလိုက်မှပါသွားတဲ့အဒီအစားအစာတွေကချက်ချင်းပဲ viral ဖြစ်သွားပြီးတော့လူတွေတမင်တကာဝယ်စားကြပုံတင်ကြတနာမိုသိန်းဆက်ဆိုပြီးတော့နာမည်တောင်းပေးလိုက်ကြပါသေးတယ်။စမူဇာမမ ချန်နာမည်ကြီးသွားခဲ့ပါတယ်။သူမဆိုလိုက်တဲ့တခြင်းလိုမျိုးဖြစ်တဲ့အဲ့ဒီ లై မှာသူမဖွင့်ခဲ့တာကလူငယ်နှစ်ပေါင်းများစွာကသူမတည်ဆိုခဲ့တဲ့မလောက်ပါနဲ့ stop မလောက်ပါနဲ့ဆိုတဲ့တခြင်းကတုံ့တန်ကနေပြန်ထလာသလိုတညာရင်းနဲ့ TikTok မှာ trend အသစ်ဖြစ်သွားပြီးတော့အခုလူတိုင်းရဲ့ပါဇက်ဖြာမှာအဲ့ဒီတခြင်းကိုပြန်ကြားနေရပါပြီ။အသေးခွဲနေရဲ့မင်းသမီးတယောက်ရဲ့ရင်ဖွင့် live တစ်ခုကနေစကလုံးအသစ်တွေဖြစ်သွားတာပါ။တဏမိုးသိန်းတယောက်အချိန်အမှကံမကောင်းခဲ့ပေမဲ့အခုဆိုရင်တော့ဝလုံးကားသမားတွေတောင်ကိုကားကိုလူတွေတပ်ပုံလာရိုက်လို့ငါတို့လည်း ဆယ်လီဖြစ်နေပြီဆိုပြီးတော့ကြောင်တောင်တောင်ဖြစ်နေကြမှာပါ။တက္ကသိုလ်အင်တာနက်ရဲ့ဆွမ်းအားပါပဲ။ပရိသတ်ကြီးတို့ရောဆယ်လီဝလုံးကားကြီးကိုလမ်းမှာတွေ့ပြကြသေးလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။